အာမင်အာမင်ကျွန်တော်ရရှိတဲ့အရာလေးနဲ့ပေါ့စီစဉ်လို့ပါလေလို့ဘုရားခင်တိတ်ကောင်းရပါတယ်เนาะကျွန်တော်တို့ယောက်ချင်းစီတိုင်းဒီစာအုပ်ကိုအခုကျွန်တော်တို့တဝက်လောက်ရှိလာပြီတဝက်လောက်ရှိလာပြီဆိုတော့ကျွန်တော်တို့စာတုံးတဲ့ခေါင်းစဉ်မမေ့ဖို့ရင်ဒီနေ့ပြန်လဲပတိပေးကျွန်တော်တို့စားသုံးတဲ့ကောင်းစင်ကဖျားခင်စီမံပေးเนาะ economy of god ဖြစ်တယ် ော့အဲ့ဒီစီမံကိန်းကိုကျွန်တော်တို့သိနားလည်ဖို့ပြန်လည်တတိပေးဖို့เนาะကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုပြန်လည်ကျွေးမြေဒီနေ့ညမှာဖျားရဲ့စီမံကိန်းဆိုတာပါလေဆိုတော့เนาะကျွန်တော်ဖျားရဲ့စီမံကိန်းကဖျားကိုတော်တိုင်ကကျွန်တော်တို့တယောက်ချင်းစီတိုင်းရဲ့အတ္တတာအထဲမှာဝေငှရှံပြူပေးဖို့အတွက်ဖြစ်တယ်အာမင်ဒါဖျားစီမံကိန်းဖျားကိုတော်တိုင်เนาะ ဒါကိုလူအနေနဲ့စဉ်းစားရင်နားမလည်နိုင်ခုနကျွန်တော်တို့အများကြီးရှိမှလဲเนาะအရောက်တိုင်းပါဝင်စီစဉ်ကြကျွန်တော်တို့ဖရာတို့ပြောရင်စုတောင်းကလေးကအရန်ဝေးတယ်ခံစားရเนาะစုတောင်းတယ်ဟောကောင်းကင်ပေါ်နဲ့ရှိတော်မူတော့ကျွန်တော်တို့ကတောင်းလို့ရပါတယ်မရဘူးလို့ပြောတာမို့ကျွန်တော်တို့ကလေ ဖရာရဲ့စီမံကိန်းလို့ပြောတဲ့အခါမှာသူကိုယ်တိုင်ကျွန်တော်တို့ရဲ့အတ္တအထယ်ထဲမှာသူကိုယ်တိုင်ဝေငှဖြန့်ဖြူပေးဖို့သူ့ရဲ့အတ္တနဲ့တဘောတဘာဝကျွန်တော်တို့တယောက်ချင်းစီတိုင်းအတ္တတိုင်းမှာပြေဝဖို့အတွက်ဖြစ်တယ်အဲ့ဒါလုံးဝမမေ့ရအဲ့ဒါဖရာရဲ့စီမံကိန်းဒါကြောင့်ဖရာရဲ့စီမံကိန်းလို့ပြောလာတဲ့အခါမှာသူကိုယ်တိုင်ဒီနေ့ညပြန်လဲပြီးမှကျွန်တော်တို့ကိုပြန်လဲပြီးမှကြွေးတဲ့အခါမှာဖရာဟာသုံးပါးတပါးဖျားဖြစ်တယ် ခမီးတော်ဒါတော်တန်ရှင်တော်ဝိညာဉ်တော်တပါးနဲ့တပါးအแทမှာလည်းပဲအတူနေတယ်เนาะခုနများကြီးပြောသွားပြီအဲ့ဒီသုံးပါးတပါးဖြားကလူအแทမှာကျွန်တော်တို့အแทမှာရောက်လာဖို့ရတဲ့သူကလှုပ်ဆောင်တဲ့အခါမှာအစင်စင်ကိုဖြတ်ကျော်ရเนาะဒါဒါလိုအပ်တယ်ကျွန်တော်တို့ဒါမသိလို့မရ ဖခင်ရဲ့သားတော်ကသူကိုယ်တိုင်လူစားတိခံရလူစားတိခံရမကဘူးလူသားတယောက်လိုအသက်ရှင်ရလူသားတယောက်အသက်ရှင်တဲ့အခါမှာလူဒီလူသားတယောက်ခံစားရတဲ့ဆင်းရဲဒုက္ခနာကျင်ခြင်းခက်ခဲခြင်းပင်ပန်းခြင်းအကုန်လုံးခံစားရအခြေတန်တဲ့အခါမှာအသက်33နှစ်ခွဲရောက်တဲ့အခါမှာလူသားအလုံးနဲ့သူပါလို့ရတယ် လက်ဝါးကားတဲ့ပုံမှာအတိခံရဒါတွေအားလုံးတိဖို့လိုရအဲ့ဒါပါလဲဆိုရင်ဖယားတခင်ကကျွန်တော်တို့ကိုဘလို့ရယူတယ်ဆိုတာကိုတိကိုတိရမှာဖြစ်တယ်လက်ဝါးကားတဲ့ပုံမှာအတိခံရမကောက်ကျွန်တော်တို့ရဲ့အဖြစ်ကျွေးကိုသူ့ရဲ့အသွေးတော်အဖြစ်ကျွန်တော်တို့ကိုရွေးဝယ်တန့်စင်စေရမကောက်နော်သူရဲ့အသွေးတက်နဲ့ကျွန်တော်တို့ကိုရွေးဝယ်ရောမကောက်မလုပ်ချင်းခံရတချူချင်းခံရတ ဒါတွေအလုံးပါရတချို့ပြင်းပြီးသွားတာမပြေဘူးသုံးရမြောက်တော့နေ့မှာတေချင်းမြစ်စုမန်ကနေရှင်ပြန်ထမြောက်တဲ့သခင်ဖရာဖြစ်တေချင်းကနေရှင်ပြန်ထမြောက်ပြီးတဲ့အခါမှာဘယ်အထိသခင်ယေရှုဟာချီးမြှောက်ခြင်းခံရလဲဆိုအမြင့်ဆိုအဖခမီးတော်ရဲ့လက်ရပေါ့နော်တကြွပြီးတဲ့အခါမှာလက်ရဘက်မှာချီးမြှောက်ခြင်းခံရချီးမြှောက်ခြင်းခံတဲ့ အဲ့ဒီဖရာရဲ့သားတော်ခရစ်တော်ကအခုပါဖြစ်သွားတယ်လဲဆိုရင်အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်သွားတယ်။အဲ့ဒီအသက်ရှင်စေတတ်တဲ့ဝိညာဉ်အဲ့ဒီဝိညာဉ်ထဲမှာအရာအားလုံးပါဝင်တော်အဲအင်္ဂလိပ်လို all inclusive christ အားလုံးပါဝင်တဲ့ခရစ်တော်ကအသက်ရှင်စေတတ်တဲ့ဝိညာဉ်ကအခု ယုံကြည်တဲ့သာသမီတရားခြင်းစီတိုင်းမှာသူ့အနေနဲ့မလုပ်နေလဲဆိုရင်ဝိညာဉ်ဒီနေ့အဲ့ဒါအရင်ရေးကြည့်တယ်ဒီနေ့ကျွန်တော်တို့အဲ့ဒီဝိညာဉ်ကိုစကားပြောနေတယ်ကျွန်တော်တို့ရဲ့ဝိညာဉ်ယုံကြည်တဲ့သာသမီတွေဝိညာဉ်ထဲမှာအသက်ရှင်စေတတ်တဲ့ဝိညာဉ်တော်ကရောက်လာပြီးမှကိုယ်ဒါကြောင့်အဲ့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကိုဥပမာနော်အနည်းငယ်ပေးတယ်တဲတော်ကိုကြည့်တဲ့အခါမှာတဲတော်မှာအကန့်သုံးကန့်ရှိတယ် ဝင်လာတဲ့အကန့်ကိုတဲတော့ဝင်လို့ခေါ်တယ်။နော်အပြင်ဌာနလို့လည်းခေါ်ပြီးတဲ့အခါမှာတဲတော့ဝင်အထဲမှာမှတဲတော့ဆိုတာရှိတယ်။အဲ့ဒီတဲတော့အထဲမှာတောင်မှထက်ကန့်ထားလိုက်တန်ရှင်းရာဌာနပြီးရင်အတန်ရှင်းဆုံးဌာနအဲ့ဒီဌာန၃ခုထဲမှာမှဖရားကဘယ်မှာကင်းဝတ်တယ်လဲဆိုရင်အတန်ရှင်းဆုံးနေရာအာမင်လူရဲ့ အတ္တတာနဲ့ကြည့်မယ်ဆိုရင်ဒီနေ့လူထဲမှာလည်းပဲ၃ဘိုင်းရှိတယ်ကျွန်တော်တို့မြင်ရတဲ့ခန္ဓာဘိုင်းရှိတယ်ဒါဆိုရင်ခုနတဲတော်နဲ့ဆိုရင်အပြင်ဌာနလို့ပြောလို့ရကျွန်တော်တို့ရဲ့စိတ်ပိုင်းအဲ့ဒါတန်ရှင်းရဌာနကျွန်တော်တို့ရဲ့အသွင်းဆုံးပိုင်းအသွင်းလူလို့လည်းခေါ်တယ်အဲ့ဒါပါလေဝိညာဉ်အဲ့ဒီဝိညာဉ်ကဘာလို့ဖို့အတွက်လဲဖျားကင်းဖို့ပို့နေရအာမင်ဒီနေ့ ဲ့ဒါကိုကျွန်တော်တို့တဘောပေါက်ဖို့လိုတယ်ဒါကြောင့်မို့ဖယားကသူ့ရဲ့စီမံကိန်းလို့ပြောတဲ့အခါမှာသုံးမာဘာဖယားကသူ့ရဲ့အသက်နဲ့သူ့ရဲ့တဘောတဘာဝအားလုံးကိုဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းရဲ့အသက်တာအထဲမှာဝိညာဉ်ထဲမှာသူ့ရဲ့အသက်ကိုဖြန့်ဖြူးပေးဖို့သူကိုယ်တိုင်ကျွန်တော်တို့ရဲ့အတ္တတားမှာဝင်ရောက်နေရယူဖို့အဲ့ဒါဘုရားရဲ့စီမံကိန်းဖြစ်တယ်။အာမင် ။ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တတာအแทဲထဲမှာတဲ့ကျွန်တော်တို့ကဘာတိဖို့လိုအပ်တယ်လဲဆိုရင်ကျွန်တော်တို့ဟာတော့ကက်တင်ချင်းရပြီးတာနဲ့နော်ငါငရဲသွားစရာမလိုတော့ဘူးနော်ယေရှုကိုယုံကြည်ပြီးငါသိရင်ငရဲသွားစရာမလိုတော့ဘူးငါလှုပ်ခြင်းရလှုပ် တော်ခြင်းရတော်စားခြင်းရစားဖို့အတွက်ဖရာတခင်ကကျွန်တော်တို့ကိုနော်ဘေးမဲ့နော်ဘေးမဲ့ပေးထားတာမဟုတ်ဘူးလုတ်ခြင်းရလုတ်ဖို့အတွက်ကျွန်တော်တို့ကိုခွင့်ပြုထားတာမှမဟုတ်တာခုနပြောပြီးပြီစီမံကိန်းလို့ပြောကြတဲ့ကဖရာကကျွန်တော်တို့ကိုရယူကြတဲ့ကသူ့ရဲ့အသက်နဲ့သူ့ရဲ့တဘောတဘောကသူ့ကိုယ်နဲ့ကျွန်တော်တို့အထင်မှနေရယူ ဖြန့်ဝေပေးဖို့အတွက်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အထက်မှာဖျားပါထည့်ပေးလဲဆိုဝိညာဉ်ဖန်ဆင်းကြတဲ့ကအဲ့ဒါလူကိုဖန်ဆင်းကြတဲ့ကဖျားရဲ့ပုံတရံနဲ့တညီတရံတိပြောတဲ့အဲ့ဒီဝိညာဉ်အဲ့ဒီဝိညာဉ်ကဘာလို့ကိုအတွက်လဲဖျားကိုကျွန်တော်တို့ကလက်ခံဖို့အတွက်ဖျားနဲ့မွေ့လျော်ဖို့အတွက်ဝမ်းမြောက်ဖို့အတွက်ဒါကြောင့်အဲ့ဒီအရာလေးတိတ်ကောင်းတယ်နော်ဒီနေ့အဲ့ဒါလေးကိုတစ်ချက်ကျွန်တော် ထပ်ဖတ်ခြင်းပါတယ်ခုနကျွန်တော်ပြောခဲ့တာကတော့ပထမပိုင်းကတော့ဖျားရဲ့စီမံကိန်းကိုကျွန်တော်ပြောခဲ့ပြီးပြီဖျားရဲ့စီမံကိန်းဟာအရာအလုံးပါဝင်တဲ့တုံမာတပါဖျားဖြစ်တဲ့ကိုတော်ကိုလူအထဲတို့ဝေငါဖြန့်ဖြူပေးဖို့ဖြစ်တယ်နောက်တစ်ခုနောက်တစ်ခုကပါလဲဆိုတော့ဖျားရဲ့အမတ်လက္ခဏာအဲ့ဒီအမတ်လက္ခဏာကဘာလဲလို့ပြောတဲ့အခါကျရင်ကျွန်တော်တို့ဝိညာဉ်အတွင်း၌ကိန်းဝတ်နေတော့ခရစ်တော်ဖြစ်တယ် စာမျက်နှာ၁၄၁၁ရဲ့နောက်ဆုံးအပိုင်းမှာနော်ကိုရောရဲ့စီမံကိန်းအမတ်လက္ခဏာမှာတဲ့အဲ့မှာကျွန်တို့ရဲ့ဝိညာဉ်အတွင်း၌ကိန်းဝတ်နေတော့ခရစ်တော်ဖြစ်တယ်မမေ့နဲ့အမတ်လက္ခဏာလို့ပြောတဲ့အခါမှာယေရှုကိုရတဲ့တာသမီတယောက်ချင်းစီတိုင်းကကျွန်တော်တို့ကလေကျွန်တော်တို့ကလေပိုင်ရှင်ရှိသွားပြီ ကျွန်တော်တို့နဲ့အတူဝိညာဉ်ထဲမှာကျွန်တော်တို့ကဲတင်တဲ့တခင်နေရာရသွားပြီအဲ့ဒါကိုကျွန်တော်တို့ယုံကြည်သူတွေကတိမတ်ဝန်ခံခြင်းမရှိတာအဲ့ဒါပြတ်တယ်ဘယ်ထဲမှာပဲညီကုန်းချုပ်တယ်လဲဆိုရင်ကျွန်တော်တို့ကဟောက်ကတင်ချေးရပြီးရောတုံး၁၆เนาะရောတစ်၁၂ဒီနေ့ရေးထားပြီးတဲ့အရာကြီးเนาะ ထို့သူကိုလက်ခံတမျှတော့တူတူတော့ကိုတော့ကိုယုံကြည်တော့သူကဖျက်ခဲ့တာဖျက်တော့ခွင့်ကိုပေးတော်မူဒါနဲ့ပဲဝမ်းမြောက်ကြည်နတ်သွားဒါပေမဲ့အမတ်လက္ခဏာပါလေဖျက်ခဲ့စီမံကဲအမတ်လက္ခဏာကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာကိဝနေတဲ့ခရစ်တော်အဲ့ဒီခရစ်တော်ကိုခလုတ်ဖွင့်ဖို့လိုအပ်တယ်တဲ့ဖျားနဲ့ကျွန်တော်နဲ့မွေးလျော်ဝမ်းမြောက်ဖို့ခလုတ်ဖွင့်ရမယ်တဲ့အဲ့ဒါကိုဒီဘက်ခြံရောက်လာတဲ့ခါပါပြောလဲဆိုရင်တခင်ယေရှုခရစ်တည်ရဲ့ဝိညာဉ်နဲ့အတူရှိတော်မူပါစေ။ဟူတဲ့ စကားကိုတဲ့ literally ကိုရှုကြခလုတ်မဖွင့်ခလုတ်မဖွင့် literally ရှုကျွန်တော်တို့ကိုဒီမှာကြည့်ဒီထဲမှာလေတိတ်ဟိတ်ကောင်းတယ်ဥပမာသူပေးထားတယ်လက်စစ်တက်ကိုတဲ့ကျွန်တော်တို့ရဲ့အိမ်အတွင်း၌အားလုံးတက်ဆင်ပြီးပြီကဲအိမ်လုတ်ပြီးပြီဆိုစလုံးမှာဆိုရင်ကျွန်တော်အားလုံးသဘောပေါက်အိမ်ဆောက်ပြီးတာနဲ့အကုန်ရှိတယ်လက်စစ်မီးလည်းရှိတယ် gas လည်းရှိတယ်အကုန်လုံးထည့်ပြီးတာ listen me อ่ะတခါတည်းလို့ပြီးတာတွေ့ပြီးတာတမ်းပြီးတာသုံးမယ်ဆိုရင်ဘာလုပ်ဖို့အတွက်လဲခလုတ်ဖွင့်တဲ့ခလုတ်ဖွင့်ဒါကြောင့်ကျွန်တော်တို့ဒီအတုံးပြုတ်လို့ရင်တဲ့ဘာလုပ်ရမလဲတဲ့အဖြေမှာရိုးရိုးလေးပဲခလုတ်ကိုနှိမ့်ယုံတာဖြစ်တယ်ကျွန်တော်တို့ရဲ့ခလုတ်မှာလူသားဝိညာဉ်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တဓာတ်မှာဖရားရဲ့စီမံကိန်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ကိုဖရားရဲ့တဒံနဲ့ ဖန်ဆင်းတဲ့အခါမှာဝိညာဉ်နော်အဲ့ဒီဝိညာဉ်ကဖယားရဲ့အသက်ဖယားကိုယ်တော်တိုင်ဖြည့်ဖို့အတွက်ဖြည့်ရမကဘူးအဲ့ဒီဝိညာဉ်ထဲကနေပဲဖယားကိုမွေ့လျော်ဝမ်းမြောက်ဖို့အဲ့ဒီဝိညာဉ်အထဲမှာရှိတဲ့ခရစ်တော်နဲ့ခလုတ်ဖွင့်ဖို့အဲ့ဒီခလုတ်ကပါလဲဆိုရင်လူသားဝိညာဉ်ကျွန်တော်တို့ရဲ့လူသားဝိညာဉ်လေးအဲ့ဒါလိုအပ်တယ်နော်ဒါကြောင့်အဲ့ဒီလူသားဝိညာဉ်ထဲမှာဘာကြောင့်မို့ခလုတ်ဖွင့်ရလဲဆိုရင် အဲ့ဒီဝိညာဉ်ထဲမှာ crypto ကိန်းဝင်နေလို့ crypto ကိန်းဝင်နေလို့ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီဝိညာဉ်ထဲမှာလေအမြဲတမ်းပြန်လဲလာရဲဆိုရင်အိုးတခင်ယေရှုကိုရောကိုလိုအပ်ပါတယ်ကိုခေါ်အားနဲ့မလုံးနိုင်တခင်ယေရှုကိုရောကိုလိုအပ်တယ်ကို့အနေနဲ့မသေးခံနိုင်တခင်ယေရှုကိုရောကိုလိုအပ်တယ်ကို့အနေနဲ့လေအာဒီတယောက်ကိုနှွားခြင်းပြီးတခင်ယေရှုကိုရောကိုလိုအပ်တယ် လူသားဝိညာဉ်ကျွန်တော်တို့ရဲ့ဝိညာဉ်ထဲကနေခရစ်တော်ကိုကျွန်တော်တို့ကခလုတ်လမ်းချိတ်လိုက်ဖို့ခလုတ်ဖွင့်လိုက်ဖို့အတွက်ပဲဖြစ်တယ်ဘယ်ကနေလဲလူသားဝိညာဉ်ထဲကနေအာမင်ဒါလိုအပ်တယ်နော်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာအဲ့ဒီလူသားဝိညာဉ်ကိုကျွန်တော်တို့ကဘာလို့တတ်လဲဆိုလစ်လျူရှူတတ်တယ်ခါလေကြရင်တော့ဖះကိုစကားပြောတာတောင်မှ ကိုယ့်ရဲ့เนาะခုနပြောတဲ့အပြင်ဌာနနဲ့တန်ရှင်းရဌာနနဲ့ပဲတွားချိတ်ခြင်းအဲ့ဒါမပါဘူးလို့မပြောဘူးเนาะဒါပေမဲ့အဓိကကြတဲ့ကိစ္စကဝိညာဉ်ကနေမချိတ်ပဲနဲ့တွားလို့မရဘူးဆိုတော့ပြောနေတယ်ဒါကြောင့်ဒီမှာပါထပ်တွေ့ရလဲဆိုတဲ့အခါမှာเนาะကျွန်ုပ်တို့ဒီတဲ့ကိုရော့ကိုယုံကြည်ွေးတဲ့ကိုရော့ကိုလက်ခံရရှိပြီးတော့လဲယုံကြည်တယ်เนาะလက်ခံရရှိပြီးတော့လဲတဲ့ ကိုတော်ဒီမိတိနေရာတွေရှိနေပါကျွန်တော်တို့ထပ်မေးတယ်ဘယ်မှာရှိသလဲတဲ့ကျွန်တော်တို့မိတိအစိတ်ပိုင်းတွင်ကိုတော်ဝင်ရောက်နေသည်ခုနကပြောလူသားဝိညာဉ်မိမိရဲ့ဝိညာဉ်ကိုပြောခြင်းနေရာဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တမှာကျွန်တော်တို့လစ်လျူမရှိရဘူးဘာကြောင့်ကျွန်တော်တို့ရဲ့အတ္တတ္တမှာကိုတော်ကိုလစ်လျူရှိလဲဆိုရင်လူသားဝိညာဉ်ကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာခရစ်တော်ဟာကိန်းဝတ်နေတယ်သုံးပါးတပါးကိန်းဝတ်နေတယ်ဆိုတာကိုကမတိကျွန်း ြုတ်တဲ့အခါမှာကျွန်တော်တို့ရဲ့အတ္တမှာကိုလွတ်ချင်တာလဲလှုပ်လိုက်တယ်ကိုပြောချင်တာလဲပြောလိုက်တယ်ကိုစိတ်နဲ့ကိုဖြစ်ချင်တာအကုန်လုပ်လိုက်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကိုတတိပေးနေတာထုတ်ခင်ကတဲ့မိတိအစိတ်ပိုင်းမှာကိုတော်ကဝင်ရောက်နေပါသနည်းကျွန်တော်တို့ဒီအကန္တကိုနှစ်ပေါင်းများစွာကပြည့်ရရှိခဲ့ပြီးပြီတော်လဲနှစ်ပေါင်းများစွာတကယ်တော့ဘယ်ခါနေလဲ သခင်ယေရှုပေခြင်းကနေရှင်ပြထမြောက်တဲ့ထိုနေ့အဲ့ဒီတရက်ထဲမှာပဲเนาะကျွန်တော်တို့အားလုံးကိုဖျားလုပ်လိုက်တာအဲ့ဒီကလေးကနေဝန်စားရတာဖြစ်တယ်အဲ့ဒီထိုနေ့ဆိုအဲ့ဒီနေ့အဲ့ဒီတရက်ထဲမှာယေရှုခရစ်တော်အဖြစ်တခါတည်းကျွန်တော်တို့မွေးဖွားလာကျွန်တော်တို့အားလုံးကကျွန်တော်တို့ဟာတဲ့เนาะရရှိခဲ့ပြီးပြီဖြစ်တော်လဲတဲ့ ကျွန်တော်တို့ဝိညာဉ်အတွင်း၌တဲ့ကျွန်တော်တို့ဝိညာဉ်အတွင်း၌ကိုတော်ရှိသည့်အကြောင်းကိုလစ်လျူရှုထားကြကိုတော်ကိုလစ်လျူရှုတယ်တဲ့ဝိညာဉ်ထဲမှာရှိတဲ့ကိုတော်ကိုလစ်လျူရှုထားတယ်တိုးတော်လေတဲ့ယခုကျွန်တော်တို့သိရှိရပြီးပြီဖြစ်၍အခုတော့သိပြီးပြီကိုတော်ကိုချီးမွမ်းပါတယ်အာမင်ဘုရားခင်တပါးတိတော်သားတော်ဒီကျွန်တော်တို့ဝိညာဉ်အတွင်း၌ ရှိနေပြီဖြစ်သည်အာမင်သခင်ယေရှုကိုရောကိုချီးမွမ်းတယ်ကေတာကိုပြန်ချုပ်လိုက်မယ်ဆိုရင်ဒီနေ့ဖျားရဲ့စီမံကိန်းရဲ့ဖျားသခင်ရဲ့စီမံကိန်းရဲ့အမတ်လက္ခဏာစီမံကိန်းဟာကျွန်တော်တို့ရဲ့အတ္တအတွင်းဆုံးဝိညာဉ်ထဲမှာဖျားကိုရောတိုင်းသူ့ကိုယ်တိုင်းဘာလို့ပို့အတွက်လဲအရာအလုံးပါဝင်တဲ့၃ပါးတစ်ပါးဖျားသခင်ကိုရောတိုင်းကကျွန်တော်တို့အထဲမှာ သူ့ရဲ့အသက်နဲ့တဘောတဘာဝတွေဝေငှဖြန့်ဖြူပေးဖို့အဲ့ဒါဘုရားရဲ့စီမံကိန်းစီမံကိန်းရဲ့အမှတ်လက္ခဏာပါတယ်ဝိညာဉ်ထဲမှာရှိတဲ့ခရစ်တော်အဲ့ဒီခရစ်တော်ကိုဝိညာဉ်နဲ့အမြဲတမ်းကျွန်တော်တို့ကချိတ်ဆက်ပြီးမှခလုတ်ဖွင့်တတ်ဖို့အတွက်ဖြစ်တယ်အဲ့ဒါမမိပါနဲ့အာမင်ခလုတ်ဖွင့်တဲ့အခါခါတိုင်းမှာကျွန်တော်ဘာဖြစ်လဲသခင်ရဲ့စီစဉ်ပေးခြင်းခံရတယ်သခင်ရဲ့စီစဉ်ပေးခြင်းထဲမှာပါပါပါလေဆိုအကုန်ပါတယ် ကျွန်တော်တီးမခံနိုင်တဲ့ဥစ္စာမတတ်နိုင်တဲ့ဥစ္စာကျွန်တော်စီမှာလိုအပ်နေတဲ့ကျမ်းမာခြင်းကျွန်တော်စီမှာလိုအပ်နေတဲ့ဉာဏ်ပညာခွန်အားအစွမ်းတအကုန်ပါတဲ့ဖရာရဲ့စီစဉ်ပေးခြင်းအာမင်ဒီနေ့တည်းကြောင့်အရောက်တိုင်းရဲ့အသက်တာမှာဒီနေ့ကျွန်တော်တို့အတွင်းဝိညာဉ်ထဲမှာရှိတယ်နော်ဖရာတခင်ဤတပါတီတော်သားတို့ကျွန်တော်တို့ဤဝိညာဉ်အတွင်း၌ရှိနေပြီဖြစ်သည်တခင်ယေရှုကိုရောကိုချစ်ပါ၏